မင်္ဂလာပါရှင်ဒီနေ့မှာတော့မြလေးကကိုရီးယားဖိုင်အပြည့်နဲ့ကိုရီးယားရောက်သွားတယ်လို့ခန်းစားရစီမဲ့ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးပါမယ်အဲ့တော့လိုက်ခဲ့ပါဦးဒီဆိုင်ကတော့မောက်ကြာလို့ခေါ်တဲ့ဆိုင်လေးပါဒီဆိုင်လေးကစမ်းကြောက်မှတစ်ဆိုင်ရန်ကြီးမှတစ်ဆိုင်ရှိရပေါ့နော်မြလေးသွားစားခဲ့တာကတော့စမ်းကြောက်ကဆိုင်လေးပါ ဒီဆိုင်လေးမှာကလေရောက်မမီကကိုရီးယားစားစာတွေတော်တော်များများရပြီးတော့ဘာပဲမှာစားစာအရသာတွေကကောင်းပြီးတော့ price လေးတွေကလည်း fair ဖြစ်တယ်ဈေးနှုန်းလေးတွေကတော့တထောင်တထောင်ခွဲနှစ်ထောင်အဲ့လောက်ဝင်းကျင်လေးတွေပဲရှိတယ်ပေါ့နော်ညလေးကတော့ညလေးစားချင်တာလေးတော်တော်များများမှာလိုက်ပါတယ် ပထမဆုံးမှာလိုက်တာကတော့ဘဲကိုရီးယားဆိုင်ပဲရောက်ရောက်မှာစားနေကြဖြစ်တဲ့ဘဲခေါက်ဆွဲပါဒီဆိုင်ကဘဲခေါက်ဆွဲကပါဝင်တဲ့အနှစ်တွေကလည်းများပြီးတော့ခေါက်ဆွဲသားကလည်းကောင်းတယ်နောက်ပြီးတော့ပါဝင်တဲ့ပိုရှင်ကလည်းတော်တော်များပါတယ်နောက်တစ်ခုဒီဆိုင်မှာကလည်းအသားကင်ကြိုက်တဲ့သူတွေအတွက်ဆိုတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်မှာကအသားတွေကိုကိုယ်တိုင်ကင်ဆရာမလိုပဲနဲ့ဆိုင်ကမောင်လေးတွေညီမလေးတွေကလာပြီးတော့กินပေးပါတယ်သူတို့กินပေးတာကလည်းကိုယ့်ဘက်ကကိုกินတာထက်ကိုပို့ပြီးတော့စားလို့ကောင်းတယ်ဘာလို့လဲဆိုတော့သူတို့ကမီးပူချိန်ကိုအတိုးလျှော့သေးချာလေးလုပ်ပြီးတော့กินပေးထားတာဆိုတော့ ော့အသားတွေကိုဝါးလိုက်တဲ့အခါတိုင်းမှာနူးညံ့ပြီးတော့တော်တော်လေးစားလို့ကောင်းခဲ့ပါတယ်။ နောက်တစ်ခုဒီဆိုင်မှာကအရန်ကျွေခဲ့တာလေးတစ်ခုရှိရအဲ့ဒါကတော့ကြောက်အိုးပူကြက်အိုးပေါင်းမှာဒီကြက်အိုးပေါင်းကလေ cheese နဲ့ရရဆိုလို့မြန်လေးက cheese နဲ့မှားပြီးတော့စားခဲ့ပါတယ်သူကစားလိုက်တဲ့အခါမှာလေချိုချိုစိမ့်စိမ့်မှုမှုလေးနဲ့ဝါလိုက်တဲ့အခါတိုင်းမှာအထဲမှာလေနှမ်းလေးတွေပါတော့ထုတ်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 နဲ့အရန်စားလို့ကောင်းတယ်ဒီဆိုင်ကိုလာလိုက်နောက်မှစားမယ့်အထဲမှာဒီကြက်အိုးပေါင်းလေးလည်းပါတယ်ပေါ့နော်နောက်တစ်ခုကမြန်လေးကအေးအေးပြေဆိုပြီးတော့ kimchi ဟင်းရင်းလေးမှစားခဲ့တယ် kimchi ဟင်းကလည်းချင်းချင်းဆက်ဆက်လေးနဲ့ဝါသားသုံးသက်သားလေးနဲ့တွဲစားကြည့်အရန်စားလို့ကောင်းခဲ့ပါတယ် တော့ဝတ်ချူချင်လေးပါသူကဝတ်သားကိုချက်ဥရဲ့မုံနှစ်ရဲ့နဲ့ရောပြီးတော့ကြော်ထားတာပေါ့နော်တွဲစားရတဲ့ဆော့လေးကတော့နက်နက်သေးနဲ့ပန်းသီးလေးတွေပါထည့်ထားတယ်လို့ပြောတယ်တွဲစားကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးကို fresh ဖြစ်ပြီးတော့အရသာရှိတဲ့အထဲမှာပါတယ်ပေါ့နော် စားခဲ့တာကတော့မီအီအီလေးနဲ့กินထားတဲ့ကနန်းกินလေးပါကနန်းဆိုလို့ရှိရင်သူကလေတိတိချာချာလေးစေးကြောပြီးမှ spicy အနှစ်လေးနဲ့နေထားပေးပြီးတော့အထဲမှာအနှစ်တွေဆိုလို့ရှိရင်လည်းအပြည့်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒီဆိုင်မှာကကိုရီးယားဆန်အရက်အပြင်ဆိုကျူးတွေလည်းမှာပြီးတော့တောက်လို့ရပါတယ် ကိုရီးယားစားစာတွေကိုကိုရီးယားဖိုင်အပြည့်နဲ့အရသာရှိရှိစားကြည့်နေဆိုလို့ရှင်တော့ဒီဆိုင်လေးကိုတွားပြီးတော့စားကြည့်ဖို့အတွက်မြန်လေးကညွှန်ပေးလိုက်ပါရစေ။ဘာ